အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မဟာမိတ်တွေစီကအားကောင်းတဲ့ထောက်ခံမှုကိုလက်ရဆုံးရောက် AFD ပါတီရရှိခဲ့ပြီးတဲ့နောက်ဂျာမနီအဓိပတိအသစ်ဖရက်ဒရစ်မတ်စ်ကအမေရိကန်နေနဲ့သူ့နိုင်ငံရဲ့နိုင်ငံရေးမှာဈာဝင်မပါတင်ဘူးလို့မေ6ရက်မှာပြောကြားလိုက်ပါတယ်။အမေရိကန်ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာကျွန်တော်ဈာဝင်မဆွပါဘူးလို့အဓိပတိအသစ်မတ်စ်ကပြောကြားပြီးသူ့အနေနဲ့အမေရိကန်နိုင်ငံသားတွေဟာအဆုံးရောက်ပါတီတွေနဲ့နိုင်ငံရေးဗဟိုပြုပါတီတွေကိုရှေ့ရှေ့လင်းလင်းခွဲခြားနိုင်တယ်လို့အမြဲခံစားရကြောင်းပြောပါတယ်။ သမ္မတထရန့်ကအမေရိကန်ကိုဥရောပကနေနောက်ဆုတ်စစ်ခဲ့ပြီးတဲ့နောက်ဥရောပဦးဆောင်တဲ့ကာကွယ်ရေးစွမ်းမကပုံမကြီးထွားလာစေရေးတိုက်တွန်းထားတဲ့ mask ကိုစောစောပိုင်းမှာချီးကျူးဂုဏ်ပြုခဲ့ပြီးတော့လုံခြုံရေးနဲ့ပတ်သက်လို့ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းခဲ့ပါတယ်။အမေရိကန်နဲ့ဥရောပလုံခြုံရေးအတွက်ဂျာမနီနဲ့မိမိတို့လက်တွဲအလွတ်လွတ်သွားမှာဖြစ်တယ်လို့နောက်တက်လာမယ့်အစိုးရနဲ့လည်းလက်တွဲသွားမှာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားဝင်ကြီးဌာနပြောခွင့်ရအမျိုးသမီးတမ်မီဘရုစ်ကသတင်းတောက်တွေကိုပြောထားပါတယ်။ဒါပေမဲ့အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရိုဘီယိုနဲ့ဒုသမ္မတဂျေဒီဗန်စ်တို့က ဂျာမနီလက်ရာစွန်းရောက် AFD ပါတီကိုအစွန်းရောက်အုပ်စုဖြစ်တတ်မှတ်မှုနဲ့ပတ်သက်လို့စတင်ပြောဆိုမှုကြောင့်အခြေတင်ဖြစ်ခဲ့ပါသည်။ရွှေပြောင်းနေထိုင်မှုစန့်ကျင်တဲ့ AFD ပါတီအပေါ်ဒီလိုလှုပ်ဆောင်တာဟာဘာလင်တိုင်းသက်ကာယံပြီးတော့နိုင်ငံကိုပိုင်းခြားလိုက်တယ်လို့ပဲလို့ဒုသမနာဗင်စ်ကပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကဂျာမနီခီးစင်အတွင်း AFD ပါတီခေါင်းဆောင်ဟာဒုသမ္မတ GD Vest နဲ့တွေ့ဆုံခဲ့ပါတယ်။ဂျာမနီအနေနဲ့ရာဆွေငါနေသင်ခန်းစာယူထားပြီးဖြစ်ကြောင်းနဲ့လက်ရရင်အဆုံးရဝါဒကိုတားဆီးဖို့လိုအပ်နေတယ်လို့ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကပြန်လည်ထုတ်နှက်ထားပါတယ်။ဗဟုလက်ရဝါဒီမတ်စ်ကဥရောပအနေနဲ့ကုလုံချုပ်ရေးအတွက်ပို့ပြီးအလုပ်လုပ်တယ်နဲ့လို့ပြောဆိုထားပါတယ်။ဒေါ်နယ်ထရန့်အင်ပီရိုတို့ဒုတိယကြိမ်ရောက်ရှိလာပြီးတဲ့နောက်ပိုင်းအမေရိကန်မှာလက်ရဇွန်တွေအားကောင်းလာသလိုပြည်ပကလက်ရဇွန်တွေကိုလည်းအားပေးအမြောက်ပြုလုပ်လာနေတာဖြစ်ပါတယ်။